ခုတင်ဆက်ပေးမယ့်တဲ့ငါကတော့မန်ယူအသေးရဲ့ကွင်းတဲ့ဟာအင်္ဂလန်မှာအကောက်ဆက်ကွင်းပြည်ဖြစ်လာမယ်ဆိုတဲ့တဲ့မဲဖြစ်ပါတယ်။မန်ယူအသေးဟာအင်္ဂလန်နိုင်ငံမှာလက်ရှိအချိန်မှာအင်ကွင်းဖြစ်နေတုံပြူနေတဲ့ Ultraford ကွင်းကိုအစစ်မြစ်တင်ပြီးတော့တိစောက်မဲ့ကွင်းတဲ့ဟာအင်္ဂလန်နိုင်ငံမှာအကောက်ဆက်ဘောလုံးကွင်းဖြစ်လာမယ်လို့သိရပါဗျာ။မန်ယူအသင်းရဲ့ပုတ်တဲ့အသင်းပါရှင်ဖြစ်တဲ့ Sergeant Reckling ဟာအသင်းရဲ့အနာဂတ်အတွက်ကွင်းသစ်တည်ဆောက်ဖို့အတွက်လိုအပ်တယ်လို့ဆုံးဖြတ်ပြီးရဲ့နောက်မှာ နမေကျော်ပြီးသူကပညာရှင်တွေကိုငားရမ်းပြီးတော့ Ultra Food ကိုမှတ်ပြီးကွင်းသစ်တည်ဆောက်မဲ့ဒီဇိုင်းပိုင်းကိုရေးဆွဲတည်ပြီးထုတ်ပြန်ခဲ့ရဖြစ်ပါတယ်။ Ultra Food ကွင်းသစ်ဟာပြည်သက်တသိန်းဝန်ဆက်မှာဖြစ်ပြီးဒီဇိုင်းပိုင်းဟာကွင်းကြီးမှာထိပုံတန်တာဝါတွေပါဝင်မှာဖြစ်ပြီးစာချုပ်ရက်ကလစ်ကပြည်သက်နိုင်ငံမှာရှိတဲ့ကမ္ဘာ့သမိုင်းဝင်အမွေအနှစ်တစ်ခုဖြစ်တဲ့ Eiffel Tower နဲ့တူမယ်အနေနဲ့ကြားခဲ့ပါတယ်။အိမ်မက်ပြဆက်ခုံလို့လည်းခေါ်ဆိုကြတယ် Ultra Food Queen ဟာကွင်းသစ်ဖြစ်သွားပြီးရဲ့အခါမှာနမယ်နဲ့လိုက်ဖက်တဲ့အနေထားကိုရောက်လာမယ်လို့လည်းစာချုပ်ရက်ကလစ်ကပြောကြားခဲ့လို့သိရပါဗျ။ ဒီသတင်းတော်ညင်းကြောင်းမှာပေးပို့လာပါ